what is it my name is mwinza umindamu i'm from kenya so prophet ka detail ပြောတယ်ဘာဖြစ်တာလဲလို့မဲပါတယ် so detail ပြောတာ तू อ่ะ kenya ကလာတာ originally from kinshasa သမဲ kinshasa မှာမွေးတာဖြစ်တယ်54 years old ကျွန်တော်အသက်50နှစ်ရှိပါပြီ i left my country when I was 27 years old. ata na sa kone ne ayo ronga chano time bi ga ne chana thoka thokwa da ba re but you said they cannot force me to marry da me ni ba byo de le so ro nga go mai ma atin pe sa lo ma ya bu lo nin byo da nga tui ya re the woman i don't like nga ma chai de mai ma atin pe sa lo ma ya bu lo nin byo da tui ya re Ever since that time, life has never been well with you. အဲ့ဒီချင်ကစားပြီးနင်းဘွားဟာထင်တလောက်မကောင်းစားတော့ဘူးလို့ prophet ကပြောပါတယ်။ But what you are saying is true. prophet မြင်တဲ့အတိုင်းမှန်ပါတယ်။ prophet ဆိုတာမြင်သောသူဖြစ်တယ်လို့ဓမ္မကျမ်းစာကပြောတာဖြစ်တယ်။ဓမ္မရာဇဝင်ပထမဆုံးအခန်းကြီး9အငယ်9အဖက်အခန်းကြီး၄အငယ်7 7ကိုဖတ်ကြည့်နိုင်ပါတယ်။ That woman she's called Eti Selenge. Mm. I had with her two kids. Yes. They were သူကအဲ့ဒီအမျိုးသမီးနဲ့အတူနေထိုင်ခဲ့တာဖြစ်တယ်။ကလေးနှစ်ယောက်မွေးတာဖြစ်တယ်။ကလေးကအမွာမွေးတာဖြစ်တယ်။ When I left Kinshasa I left her she was pregnant. ကျွန်တော်အဲ့ဒီဒေတာ Kinshasa ကနေထွက်တဲ့အခါမှာအဲ့ဒီကျွန်တော်မိမကကိုဝင်ရှိပါတ ဆိုအဲ့ဒီမိမကသူမကြိုက်ပဲအတင်းပေးစားထားတဲ့မိမဖြစ်တယ် after a period of time ဒါပေမဲ့ပြဿနာကတော့အဲ့ဒီမိဘတွေပေးစားထားတဲ့မိမကိုပစ်ထားခဲ့တဲ့အချိန်ကစပြီးသူဘာလို့လို့မအောင်မြင်မှုဖြစ်တယ်နောက်တော့ကြည့်အောင်သူနိုင်ငံသားသွားပြီးဘာဖြစ်တယ်လဲ I got uh, the message that she delivered and uh, she lost uh, one child. Mm -hmm. And ကျွန်တော်နောက်မှကျွန်တော်နိုင်ငံသားမှကြားတယ်ကျွန်တော်မိမကကလေးမွေးတယ်ဒါပေမဲ့ကလေးကတယောက်တည်းပြီးမှတယောက်ကြံတယ်လို့ကြားတယ် self i was not ready to to marry it was အဲ့ဒီတော့ကျွန်တော်ကဒီမိမကိုလက်ထပ်ဖို့အဆင်သင့်မဟုတ်ပါဘူး busy hard or from her family ဘာလို့လဲဆိုတော့သူမရဲ့မိမ မိမရဲ့မိသားစုဘက်မှာလည်းနည်းနည်းပြဿနာရှိပါ then i left ginzasa အဲ့ဒါကြောင့်ကျွန်တော်အဲ့ဒီကနေထွက်ခွာသွားတာ the other one and you didn't marry her because you got this one. oh yes ဒီမှာမြို့သမီးတယောက်ခေါ်လာပြီးမှ prophet ပြတာကနင်းကဟိုတယောက်ကိုလက်မထပ်ပဲဒီတယောက်ဒီလိုမိမမြို့တယောက်ကိုနင်းလက်ထပ်ခဲ့တယ်လို့ပြောတာအိုးဟုတ်ပါတယ် the other woman i got her so ဆိုတော့ဒီအခုမြင်ရတဲ့အမျိုးသမီးကိုသူနိုင်ငံသားမှာ နေကြမှာသူပြန်ယူတာဖြစ်တယ်ပရောဖက်ကသူ့ရဲ့ဒုတိယမိန်းမနဲ့သူ့ရဲ့မျက်နှာကိုခေါ်လာပြတာဖြစ်တယ်။ဘာကြောင့်သူကမြင်တော့သူဖြစ်တဲ့အတွက်အခုလိုတိတိကျကျခေါ်ပြနေတာဖြစ်တယ်။ Three kids we found. She's ဟောဒီမြို့တမီနဲ့နေတာကလေး၃ယောက်ရှိပါပြီ။ But we lost the first one. အမေဒီအင်ထောင်မှာလည်းပဲပထမကလေးသေးပါတယ်။ဆိုတော့ပထမအင်ထောင်မှာကလေးသေးတယ်ဒီအင်ထောင်မှာလည်းကလေးသေးတာဖြစ်တယ်။ Help me man of God. ဟုတ်မြင်မဲ့တော့ကဖျားတခင်လူကျွန်တော်ကိုကယ်ပါ The deliverance for Mr. Moses. Na sunin to pera phit de. Jesus. Be free in Jesus. Lo myaw taw bu Yeshua na ma na amen pera phit de. Mat ta ya ba. Nzela na yo na na Canada. Ne Canada taw ya me. Prophet ka ba byo le so lo aku chain ka sa pi ni Canada nang ngan taw ya me lo byo lo di lo ha

မာစီစရာကျေးဇူးတင်တယ်လို့ပြောတာဖြစ်ပါတယ်။ဆိုတော့ဒါကြောင့်ဒီရာဇဝင်ချုပ်ဒုတိယဆောင် အခန်းကြီး20အငယ်20မှာပရိုဖက်စကားကိုနားထောင်ပါပရိုဖက်စကားကိုနားထောင်လို့ရှင် အောင်မြင်လိမ့်မယ်လို့တမဟောင်းကလေးကလည်းလာတာဖြစ်တယ်။ဒီတယောက်ဟာပရိုဖက်ရှင်ကိုမလာဘူးဆိုလို့ရှင်ကနေဒါကိုသွားတဲ့လမ်းလုံးဝမပွင့်နိုင်ဘူး။ဘာဖြစ်ဆိုတော့သူ့ကိုနှက်ဆိုးဟာချုပ်ထားတဲ့အတွက်ဖြစ်တယ်။ အခု prophet prophet လျောက်လာတဲ့အခါမှာအရှိကူလာတဲ့အခါမှာ prophet ကသူ့ကိုအိမ်ထောင်ပြက်စေတာတာဒမီတေးစေတာအဲ့ဒီသူ့ကိုချုပ်ထားတဲ့နတ်ဆိုးကိုနင်ထုတ်တဲ့အခါမှာအခုချိန်ကနေနေကနေဒါသွားရမယ်လို့ပြောတဲ့အခါမှာမတ်စေဆိုင်ရောဖျားတခင်ကိုကျေးဇူးတော်ချီးမွမ်းတာဖြစ်ပါတယ်။အဲဒီကိုလိုဘနာကနေကနေဒါ it is not open မင်းစီနာသာသူကကနေဒါကိုသွားချင်နေတာကြာပြီလို့ပြောတယ် prophet ပြောတာက now it is open အခုတော့ ကနေဒါကိုသွားမဲ့တကားပွင့်သွားပြီလို့ပြောပါတယ်ပေါ်တေမူတာဆာလီစင်ဂါလာယာဝဧဇာဂဲဖရင်နာပက်စင်ဂါဖဲမီအကနေကိုဒေဖာအပက်စင်ဂါဖဲမီနာဖူတာတီကေနာယာဝနာဇာဂီနာမ်ဘုံငိုတေမူကာပင်တဲလို့ပြောတာဖြစ်တယ်နာပါစပေါ်နာဇာနာငိုတေဟမ်နာစင်ဂီဘာလီကီလငါလာကွန်ဂိုပရိုဖက်ကပက်စံပါထုတ်ပေးတာတွေ့ရတာဖြစ်တယ်မာစီဖျောက်ကျေးဇူးတင်တယ် Thank you Jesus

ကေနိုပြည်မှာတူလူချင်းတဲ့နိုင်ငံကိုလည်းတွားရမှာဖြစ်တဲ့အတွက်အခုကတည်းကဖျားတခင်ကျေးဇူးတော်ကိုချီးမွမ်းတာဖြစ်ပါတယ်ဇမ်ဘနငယ်နပစာယံပရပကတူတော်ဘူးလမ်းစီတချို့ထက်ပြတာဖြစ်တယ်အခုကျင်ကစာပြီးကနေတာကိုတွားဘူးဆိုင်စာရန်လုပ်ပါ for the passport for everything passport နဲ့တခြားဆိုင်စာရန်တွေလုပ်ပါ May Jesus be with you. ဖခင်ကနေနဲ့အတူရှိပါစေ။အာမင် <laughs>